မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ30ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်တဲ့ဇက်ကားမှာပါဝင်ခဲ့တဲ့တရုတ်ဆောင်တွေကိုဝေဖန်ပြစ်တင်လို့ဆိုပြီးတော့ Director Mighty အပါအဝင်၃ဦးကိုဖမ်းဆီးလိုက်ပြီးတော့ရွေးကောက်ပွဲကာကွယ်ဥပဒေနဲ့အရေးယူသွားမယ်လို့စစ်ကောင်စီကမနေ့ကအော်တိုဘာလ29ရက်နေ့ညပိုင်းမှာ ထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒရိုက်တာမိုက်တီဇက်ဘိုတျုပ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတျုပ်ဆောင်အုံတိုင်းတို့ကိုသူတို့ရဲ့နေအိမ်တွေမှာဖမ်းဆီးလိုက်တာပဲဖြစ်ပါတယ်။သူတို့သုံးဦးဟာခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများရွေးကောက်ပွဲပညာပေးဆက်ကနဲ့ဇက်ကားမှာပါဝင်တဲ့သူတွေကိုလူမှုကွန်ရက်ကနေမဟုတ်မမှန်ဝေဖန်ရေးသားပြီးတော့ရွေးကောက်ပွဲအပေါ်လူတို့အထင်အမြင်လွဲမအောင်လို့လှုံ့ဆော်ခဲ့ကြတယ်လို့စစ်ကောင်စီကပြောဆိုထားပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါရဖြန့်ဇက်ကားထဲမှာပါဝင်ပေးတဲ့တရုတ်ဆောင်တွေအပေါ်လူမှုကွန်ရက်မှာဝေဖန်ရေးသားတဲ့ post တွေကို react လုပ်တာ comment ညေးတာ share တာတွေလုပ်တဲ့သူတွေကိုဖမ်းဆီးအရေးယူမယ်လို့စစ်ခွေးဝါရဖြန့် Telegram channel တွေကမနေ့ကစတင်ပြီးတော့ချင်းချောက်လာပြီးတဲ့နောက်ဖမ်းဆီးမှုတွေရှိလာတာပဲဖြစ်ပါတယ်ဇက်ကားထဲမှာပါဝင်ကြတဲ့တရုတ်ဆောင်တွေနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်မှာ ဝေဖန်ရေးသားကြတဲ့ post တွေကိုအားပေးအမြောက်လုပ်ရင် အကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေတွေနဲ့ဖန်စီအရေးယူမယ်လို့ချိန်ချောက်ထားတာပဲဖြစ်ပါတယ်။အဲ့ဒီရွေးကောက်ပွဲမဲဆွဲဝါဒဖြန့်တဲ့ဇကားကိုတော့အော်တိုဘားလ25ရက်နေ့ကစတင်ထုတ်လွှင့်ခဲ့ပြီးတော့ဇကားထဲမှာပါဝင်တဲ့တရုတ်ဆောင်တွေကိုလူလူကဝေဖန်တာလူမှုရေးပြည်တံပေးဖို့စော်ဩဒါတွေလည်းရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ်စကမ်းတိန်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ခေါလံဖူးမြို့မှာစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ရဲ့ကာကင်းစခန်းနှစ်ခုကို KIA ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခေါလံဖူးမြို့နယ်ငေါ်ကြာလာရွာကစစ်ကောင်စီပြည်သူ့စစ်စခန်းနဲ့နန်းချင်းရွာကစစ်ကောင်စီပြည်သူ့စစ်စခန်းနှစ်ခုတို့ကိုအခုရက်ပိုင်းအတွင်းမှာသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ် ခေါလန်ဖူးမျိုးရဲ့အရေးကြီးတဲ့ကာကင်းတွေပါလို့ကချင်ရှေတန်းသတင်းအရင်းမြစ်ကပြောပြထားပါဗျ။ KIA အနေနဲ့အခုအော်တိုဘားလာအတွင်းမှာခေါလန်ဖူးမျိုးနယ်ကစစ်ခွေးတပ်နဲ့ပြည်သူ့စစ်စခန်း၄ခုအထိတိမ့်ပိုက်ထားပြီးဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးတပ်စခန်းတွေကိုတိမ့်ပိုက်နိုင်တာနဲ့ပတ်သက်ပြီးတော့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ခံဘုံမူကြီးနော်ဘူးစီကိုဆက်သွယ်မေးမြန်းထားပါတယ်။စစ်ခွေးတပ်နဲ့ KIA တို့ဟာ ခေါင်လံဖူးမြို့နယ်မှာတိုက်ပွဲတွေဇက်တိုက်ဖြစ်နေတာကိုတော့ဗိုလ်မှူးကြီးနော်ဘူးကအော်တိုဘားလ26ရက်နေ့မှာသတင်းပေးဖို့ပြောကြားထားပါတယ်။ KIA ဟာအော်တိုဘားလ21ရက်နေ့ကခေါင်လံဖူးမြို့နယ်လန်ဒန်ရွာနဲ့မခေါင်တန်းရွာကတစခန်းတစ်ခုကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်။အခုထပ်မံပြီးတော့တိမ့်ပိုက်ရရှိခဲ့တဲ့စခန်းတွေကိုတော့အော်တိုဘားလ28ရက်နေ့နဲ့28ရက်နေ့မှာတိမ့်ပိုက်ရရှိခဲ့တာပဲဖြစ်တယ်လို့သိရပါတယ်။ KIA နဲ့စစ်ကောင်စီဟာ ဗမော်နဲ့ဝိုင်းမော်မျိုးမှာလည်းတိုက်ပွဲတွေဆက်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီကလေကြောင်းလက်နက်ကြီးပစ်ကူတွေတိုက်ခိုက်တာတွေကိုလုံဆောင်ပေးခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ KI ထိန်းချုပ်ထားတဲ့နယ်မြေတွေကိုလည်းအောက်တန်းစားစိတ်တက်နဲ့လေကြောင်းကနေတိုက်ခိုက်တာတွေကိုဇက်တိုက်ပြုလုပ်နေလို့အရက်သားပြည်သူတွေတေဆုံးထိခိုက်နေရတယ်လို့သိရပါဗျ။ခေါင်လန်ဖူးမြို့နယ်ကစစ်ခွေးတပ်စခန်းတွေစတင်တိုက်ခိုက်သိမ်းပိုက်ခံရတယ်။အော်တိုဘားလ22ရက်နေ့မှာတရက်ထဲမှာပဲ KIO KIA ထိန်းချုပ်နယ်မြေ17နေရာကိုစစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲသွားပါတယ်။ အဲ့ဒီလိုဘုံကျဲခဲ့တဲ့နေရအများစုကလန်ဆယ်ဒေတာကရွာတွေဖြစ်ပြီးတော့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမဟုတ်ပဲဖျားချောင်းတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တာလို့ဘုံမူကြီးနော်ဘူးကရှင်းပြထားပါဗျ။စစ်ခွေးတပ်ဟာတိုက်ပွဲတွေမှာအထိနာပါကပြည်သူလူထုတွေနေထိုင်ရာနေရာတွေကိုမဲပြီးတော့ပြစ်မှတ်ထားလေချောင်းကနေတိုက်ခိုက်မှုတွေလှုပ်ဆောင်လေးရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းအရောတနင်္လာနေ့တိုင်းတနင်္လာနေ့မြို့နယ် လေးမှန်ရွာမှာတက်ဆွဲထားတဲ့အချမ်းမစစ်ခွေးတပ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်သား၈ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ28ရက်နေ့မွန်းလွဲ2:25မိနစ်ခန့်မှာတနင်္သာရီမြို့နယ်လေးမှန်ရွာမှာတက်ဆွဲထားတဲ့အချမ်းမစစ်တပ်ကိုတော်လိုက်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းမစစ်တပ်က၈ဦးသေဆုံးပြီးတော့26ဦးထိခိုက်ဒဏ်ရာရရှိကာတော်လိုက်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။28ရက်နေ့မှာလေးမှန်ကျေးရွာ စစ်ခွေးခြေကုပ်ယူထားတဲ့နေရာတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါထိပ်တိတ်တိုက်ပွဲက45မိနစ်လောက်ကြာခဲ့တယ်စစ်ခွေးတွေဘက်က၈ကောင်တိုက်ဆုံးနဲ့26ကောင်ဒဏ်ရာရတယ်လို့သိရတယ်လို့ဘိုခရင်တပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုဘိုခရင်တပ်ဖွဲ့ဘိတ်ပါကဖအဖွဲ့နဲ့တနင်္သာရီတပ်ပေါင်းစုတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်တနင်္သာရီမြို့နယ်အတွင်းစီရေးအခြေအနေများတင်းမာနေမှုကြောင့်ပြည်သူများအနေနဲ့သတိရှိစွာသွာလာကြပါရန်ဘိုခရင်တပ်ဖွဲ့ကအသိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရယာမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကရုံးမင်ရွာကိုမိရှို့ဖျက်ဆီးပြီးတော့ကျေးရွာများကိုလည်းလက်နက်ကြီးများနဲ့ပစ်ခတ်နေတဲ့အတွာပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ28ရက်နေ့မှာမရယာမြို့နယ်အရှိချမ်းမှာရှိတဲ့ ရုံးမင်ရွာကိုအကြမ်းဖက်ဆက်တက်ကဝင်ရောက်စီးနှင်းပြီးတော့ပြည်သူဝိုင်းနေအိမ်များကိုမိရှို့ဖျက်ဆီးသွားတယ်လို့သိရပါတယ်။လက်ရှိချိန်ထိစစ်ခွဲစစ်ကြောင်းကကြေးရွာအနီးအနားမှာရှိနေသေးတော့လဲနေအိမ်ပျက်စီးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ဒါအပြင်အော်တိုဘားလ28ရက်နေ့မှာမရီယာမြို့မှာရှိတဲ့အကြမ်းဖက်စစ်ခွေးများနဲ့မရီယာမြို့နယ်အနောက်ချမ်းမွေပသိမ်ရွာဘက်မှာရှိတဲ့စစ်ခွေးများကအနီးအနားမှာရှိတဲ့ကြေးရွာများကိုလက်နက်ကြီးများဆက်လက်များနဲ့ရန်အတန့်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ယ်။အလားတူပဲမနေ့ကအော်တိုဘားလ29ရက်နေ့မှာလဲမရီယာမြို့နယ်မြောက်ဘက်ချမ်းမှာရှိတယ်။တန်ဃာတောင်ရွာမှာရောက်ရှိနေတဲ့အချမ်းမစစ်ခွေးတွေဟာအနီးနားမှာရှိတဲ့ကျေးရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့်ပြည်သူများဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။မရီယာမြို့နယ်ထဲမှာကမြေပြင်ကနေစစ်ကြောင်းထိုးနေတဲ့စစ်ခွေးတွေလည်းရှိတယ်။နောက်ပြီးတော့ကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့အကြောင်းမဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ပြည်သူတွေတိမ်းရှောင်နေရတာပေါ့။ရုံးမင်ရွာကိုဝင်းရောက်စီးနေတဲ့စစ်ခွေးတွေကလည်းပြည်သူမိုင်းနေအိမ်တွေကိုမိရှုပ်ဖျက်ဆီးသွားသေးတယ်လို့ ဝက်လက် informational network ကတာဝန်ရှိသူကရှင်းပြထားပါတယ်။ဒါအပြင်စက်တမလ17ရက်နေ့ကလည်းမရိယာမျိုးနယ်နဲ့ဝက်လက်မျိုးနယ်အဆက်ကို73စီးနဲ့လာတဲ့ကျမ်းမတ်စစ်ခွေးစစ်ကြောင်းကတက်တာအောက်ရွာကိုဝင်ရောက်စီးနှင်းပြီးတော့နေအိမ်များကိုမိရှုဖျက်ဆီးခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမြတ် update ဖြစ်နေတဲ့သတင်းများကို အစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာ တရားမဝင်မြန်မာနိုင်ငံသား၁၂ဦးနဲ့မြန်မာကားသမားတို့ကိုထိုင်းအာဏာပိုင်များကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ၂၉ရက်နေ့မနေ့၉နာရီအချိန်မှာထိုင်းနိုင်ငံကန်ချနာပူရီမြို့စစ်စေးရိတ်ဂိတ်မှာ Honda အမျိုးအစားကားတစ်စီးကိုထိုင်းအာဏာပိုင်များကတားဆီးပြီးတော့စစ်ဆေးရာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာရွှေပြောင်းအလို့သမား၁၂ဦးကိုတွေ့ရှိခဲ့ရပြီးတော့မြန်မာနိုင်ငံသား၁၂ဦးထဲမှာအမျိုးသား၉ဦးနဲ့အမျိုးသမီး၃ဦးတို့ဖြစ်ပြီးရင်မောင်းဟာလည်းမြန်မာနိုင်ငံသား၁ဦးဖြစ်တယ်လို့သိရပါဗျာ။ ရင်မောင်းကတယောက်ကိုထိုင်းဘတ်ငွေ2000နှုန်းနဲ့ငွေယူပို့ဆောင်ခဲ့ပြီးတော့အခုပို့ဆောင်မှုဟာဒုတိယအကြိမ်ဖြစ်တယ်လို့သိရပါဗျ။ဒါကြောင့်မြန်မာနိုင်ငံသားဆန္ဒဦးနဲ့မြန်မာနိုင်ငံသားရင်မောင်းနိုင်လင်းထက်33နှစ်တော့ကိုထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့ပြီးတော့အမှုဖွင့်ထားတယ်လို့သိရပါဗျ။ရင်မောင်းရဲ့ကားဟာလည်းငှားရမ်းထားတဲ့ကားဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရေနိုင်ငံရေးတရေများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ